ဟယ်လိုအားလုံးမင်္ဂလာပါခရစ်ချက်ပတ်ကနေပြန်လိုက်ပါတယ်ဒီနေ့ကတော့ခရစ်ခမင်းကျော်လေးတော့ပြပြပေးဖြစ်ပါလေကြာအောင်ဆုံးဘရှုတမင်ညော်တဲ့ထက်ဖို့အတွက်ကျွန်တော်အသီးရွက်လေးလေးပြီးတော့ထည့်ပါမယ်။ဒီနေရာမှာကိုကြိုက်တဲ့အသီးရွက်တွေကိုလည်းပဲထည့်ပြီးတော့ ကြော်လို့ရပါတယ်ဗျာကျွန်တော်တို့ကြောက်မဲ့ထမင်းနဲ့ကို QC တစ်စုံထည့်ပါမယ်ပင်ကပြာကြီးတစ်စုံထည့်ပါမယ်။ဒါရင်တော့ဒါတော့ တာညို့နေငယ်ထဲပါမယ်စာတော့နှစ်စုံထဲပါတယ်ပြင်ချုံမလေးနေငယ်ထဲပါတယ်ပြင်တရားထဲပါတယ်တယ်ဝဲကိုစီထဲပါမယ်ညောင်စီပူလာပြီဆိုရင်တော့ကြောက်လေးနှလုံးပေါက်ပြီးတော့ထည့်လိုက်ပါမယ် ြောက်ရတဲ့ရသာတဲ့ဝင်အောင်လို့ကျွန်တော်စားလင်းနေငယ်ဖြူပေးပါမယ်။ဒီနေ့ထားတော့ရောက်ပြီဆိုရင်တော့ကြောက်လေးတော့ဖိတ်ကပ်ပြီးတော့အဂျင်းကျက်တဲ့လူထောက်တဲ့ဥစ္စာတွေကိုထည့်ပြီးတော့စီးသက်ပေးပါမယ်ညာ င်းကျက်စင်တွေအနံလေးမှုလာပြီးရောင်လေးရလာပြီဆိုတော့ကျွန်တော်ကြက်သားနှက်ထားတဲ့ကြိတ်ကြိတ်ထားတဲ့ကြက်သားလေးထည့်ပါမယ်ပြီးတော့အခုလိုအရောင်လေးရလာအောင်ရုပ်သီးမှုံလေးထည့်ထားပါမယ်လိုမော်ဒယ်မျိုးလေးကြက်သားလေးကြက်လောက်ပြီဆိုရင်တော့ကျွန်တော်တို့ပြထားတဲ့အသီးနှံလေးတွေထည့်ပါမယ်။ ီးနံလေးတွေဤသွားပြီဆိုရင်တော့ကျွန်တော်တို့ရတာထည့်ထားတဲ့ထမင်းကိုထည့်ပြီးတော့ကြုံမှာဖြစ်ပါတယ်ဗျာဒီညမှာတချို့တွေကရှမ်းကျင်နဲ့တံမြာသီးထည့်ပြီးတော့ကြော်ကြော်ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ရှမ်းကျင်ရောတံမြာသီးရောထည့်ပြီးတော့ကြော်ထားတာမဟုတ်ပါဘူးရှမ်းကျင်ကကျွန်တော်မကြိုက်လို့ပါတံမြာသီးကကျွန်တော်ထည့်ပြီးကြော်လာလို့ရှိရင်ထမင်းညော်ထဲမှာလည်းလည်းကြာပါလို့ရှိရင်ခါမှာသလိုပါအဲဒါမျိုးကျွန်တော်စားပွဲပြင်ပြီးဆိုမှတံမြာသီးလေးညှစ်ပြီးတော့စားမှာဖြစ်ပါတယ်ဗျာ